မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမလာ၁ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းတောင်ကုန်မြို့နယ်ဗရဲကျေးရွာကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်သား10ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ31ရက်နေ့မိုးလယ်7:00နာရီကမှတောင်ကုန်မြို့နယ်ဗရဲကျေးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အင်အား150ခန့်ပါတဲ့စစ်ကြောင်းဟာကျေးရွာထဲကနေပြီးတော့ထွက်လာတဲ့အချိန်ဗရဲကျေးရွာအနီးမှာတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာစစ်ခွေးတပ်ဖက်က10ဦးတေဆုံးကတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည် ယ်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားတဲ့အချိန်ကတနအီလောက်ကြာပါတယ်ကမ်းမားနီရွာနဲ့ဗရဲရွာဘက်ကနေပြီးတော့ထိုးစစ်ဆင်လာတာပါစစ်ခွေးတွေအထိနာပြီးတော့တက်ပြန်ဆုတ်သွားတယ်စစ်ခွေးတွေအထိုင်ချထားတဲ့ဗဒဲရွာကိုပြန်ဆုတ်သွားတာကျွန်တော်တို့တက်နဲ့ထိပ်တွေ့မှုဖြစ်တာကဗဒဲရွာရဲ့အထွတ်မှာပါစစ်ခွေးတွေအထိုင်ချထားတဲ့ဗဒဲရွာကိုပြန်လည်ဆုတ်ခွာသွားတာပါကျွန်တော်တို့တက်နဲ့ထိပ်တွေ့မှုဖြစ်တာကဗဒဲရွာရဲ့အထွတ်မှာပါစစ်ခွေးတွေတာက၁၀កောင်လောက်ဖြစ်မယ်လို့တော့ခန့်မှန်းထားတယ်ဗဒဲရွာအထွတ်မှာကျွန်တော်တို့တက်ဖွဲ့နဲ့ထိပ်တွေ့ဖြစ်ပွားပြီးတော့ရန်သူအခြားစစ်ကြောင်းတွေနဲ့က ကျွန်တော်တို့ရဲ့မဟာမိတ်တွေနဲ့ထိတွေ့မှုဖြစ်တာပါလို့ဝရဇိန်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဝရဇိန်တပ်ဖွဲ့တန်တောင်မြောက်ပိုင်းပြည်သူ့ကာကွယ်ဖိုက်တာစားခဲတပ်ဖွဲ့ပေါ်ဝါနီစစ်ကြောင်းနဲ့တမန်ကြားတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တောင်ငူမြို့နယ်အတွင်းမှာစစ်ခွေးများကစစ်ကြောင်းထိုးတာတွေလှုံ့ဆော်နေပြီးအထူးသဖြင့်ရွေးကောက်ပွဲကာလမတိုင်မီတည်ငြိမ်အေးချမ်းရေးရှိစေရန်ဆိုတဲ့အကြောင်းပြချက်နဲ့ကျင်းပများကိုဝင်းအောင်စီးနှင်းမှုများရှိလာတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးဝမြို့နယ်မှာအကြမ်းတ်စစ်တပ်ရဲ့ထုတ်ကုန်ဒဂုံဘီယာဖာ450တင်ဆောင်လာတဲ့ကားကိုဖမ်းဆီးလိုက်ပြီးတော့ဘီယာများအလုံးကိုဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်လ25ရက်နေ့ကကလေးဝမြို့နယ်အတွင်းမှာရှိတဲ့လမ်းမိုက်တနေရာမှာကလေးဝမြို့နယ်ပြည်သူ့ကာကွယ်ရေး PDF ပကဖနဲ့ပအဖတွေကရှောင်းတခင်စစ်ဆေးရေးပြုလုပ်တဲ့အချိန်မှာအကြမ်းတ်စစ်တပ်ရဲ့ထုတ်ကုန်ဒဂုံဘီယာဖား450ကိုတင်ဆောင်လာတဲ့ကားကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်တပ်ထုတ်ကုန်ဘီယာများကိုစွန့်ထအောင်ကားကိတ်ကနေတင်ဆောင်လာခြင်းဖြစ်ပြီးတော့ပိုင်ရှင်ဖြစ်သူဟာဗန်ဟုတ်ဆိုသူဖြစ်ကြောင်းပြောဆိုထားပါဗါး ရင်မောင်းတဲ့ရင်ရဲ့နောက်လိုက်ဟာနေမင်းအောင်နဲ့မောင်သေးတို့ဖြစ်ပြီးတော့ဖမ်းဆီးရမိသူအလုံးကိုနောက်နောက်မှာစစ်တပ်ထုတ်ကုန်များကိုတယ်ဆောင်ခြင်းမပြုရန်ခံဝန်ထိုးကမ်းပြီးတော့ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။အခုလိုဖမ်းဆီးရမိတဲ့ဒဂုံဘီယာဖာ450ကိုဩဂတ်စ်လ28ရက်နေ့မှာကလေးဝါမြို့နယ်ပြည်သူ့ကာကွယ်ရေး PDF ပကဖနဲ့ပအဖအဖွဲ့ကတာဝန်ရှိသူများကကာယကံရှင်များရဲ့ရှေ့မောက်မှာ၎င်းတို့တင်ဆောင်လာတဲ့ကားနဲ့ပဲ ်ဘီအာတွေအားလုံးကိုဖျက်ဆီးခိုင်းလိုက်တယ်လို့သိရပါတယ်။ဩဂတ်လ25ရက်နေ့ကကလေးဝမြို့နယ်ထဲကလမ်းပိုင်းတနေရာမှာစစ်ခွေးထုတ်ကုန်ဘီအာဖား450တင်ဆောင်လာတဲ့ကားကိုဖမ်းဆီးရမိခဲ့တာပါ။28ရက်နေ့မှာတော့စစ်စေးတာတွေအားလုံးလုဆောင်ပြီးတာနဲ့သူတို့ရဲ့ Caragan ရှင်နေရှေ့မှောက်မှာပဲဘီအာဘူးတွေအကုန်လုံးကိုဖျက်ဆီးလိုက်ပါတယ်။ရင်မောင်းနဲ့ရင်နောက်လိုက်တွေကိုခံဝင်ထိုးခိုင်းပြီးတော့ပြန်လွှတ်လိုက်တယ်လို့ကလေးခရိုင်ပကဖတာဝန်ခံကပြောဆိုထားပါတယ်။သခိုင်းတိုင်းအတွင်ပြည်သူ့ကာကွယ်တပ်များစုံမုတ်ထားတဲ့ဒေသများမှာစစ်တပ်ထုတ်ကုန်ဘီအာအရက်များနဲ့ စစ်ခွေးတပ်ကိုတိုက်ရိုက်အကျိုးရှိစေတယ်။ထုတ်ကုန်ပစ္စည်းများကိုတည်ယူပို့ဆောင်ခြင်း၊ရောင်းချခြင်းများကိုပိတ်ပင်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအောင်လံမြို့နယ်ရွှေပန်းတော်ကြီးကျေးရွာမှာ အင်ဂျီအနေအောင်ပေါ်မှာကြက်ချေကအမှတ်သားပါတဲ့အင်ဂျီစင်တူဝစ်စင်ထားတဲ့လူငယ်တွေနဲ့ចောင်းသားတွေကိုစစ်ခွေးတက်ကမနေ့ကဩဂုတ်လ31ရက်နေ့မှာဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေပန်းတော်ကြီးတိုက်နယ်ခရီးရန်ဖျားเจ้าကိုလာတဲ့ခရီးရန်စာတင်เจ้าကចောင်းသားចောင်းသူ12ယောက်ဟာကြက်ချေကပုံပါတဲ့အင်ဂျီအနေအောင်စင်တူတွေကိုဝစ်စင်ကចောင်းပိတ်ရမှာရွက်ရွာတွေကိုတွာလာနေကြတာကိုစစ်ကောမရှင်ကရွေးကောက်ပွဲဆန့်ကျင်တဲ့ကြက်ချေကအမှတ်သားလို့ယူဆပြီးတော့စာနာပြတဲ့အထင်နဲ့ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ ချက်ချေကပ်ပုံပါတယ်ဆိုပြီးတော့ဖမ်းတာအင်ကြီးအနေအောင်စင်းသူကိုဘလို့ထင်ပြီးဖမ်းလဲတော့မသိပါဘူးတင်းအုပ်ဆရာနဲ့သူတို့ရဲ့နီးဆရာတွေကတယောက်ကိုတသိန်းနဲ့ကလေးတွေကိုပြန်ရွေးခဲ့ရတယ်လို့ကြားတယ်လို့ဒေသခံတဦးကအတည်ပြုပြောကြားထားပါတယ်စစ်ကောင်မရှင်ကဖျားရှိခိုးเจ้าကအเจ้าသားအเจ้าသူတွေကိုတင်းအုပ်ဆရာတွေနဲ့လူကြီးတွေကတယောက်ကိုငွေကြက်တသိန်းနဲ့ ်ပြန်ရွေးခန်းခဲ့တဲ့အပြင်အဲ့ဒီအင်ဂျီတွေကိုရောင်းတဲ့စတိုးဆိုင်ကိုပါဝင်ရောက်ရှာဖွေပြီးတော့ဆိုင်ရှင်စီကနေလဲငွေချက်9သိန်းအထိကိုတောင်းယူသွားတယ်လို့ဒေသခံတချို့ကပြောပါတယ်။တော်ဝင်သေရီစတိုးဆိုင်ကိုဝင်ရှာပြီးတော့နောက်ဆိုအဲ့လိုအင်ဂျီတွေကိုမရောင်းပါဘူးဆိုပြီးခံဝန်ထိုးခိုင်းခဲ့တာလို့နောက်ထပ်ဒေသခံတအုပ်ကအတည်ပြုပြောကြားထားပါတယ်။ရွှေပန်းတော်ကြီးရွာဟာအောင်လံမြို့ရဲ့အရှိဘမှာတည်ရှိပြီးတော့စစ်ကောင်စီရဲ့တပ်အချို့အထိုင်ချထားတဲ့ရွာကြီးတစ်ခုလည်းဖြစ်ပြီးအင်ဂျီထောင်ကျော်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့မရှိကထောင်ရက်ကွက်ဒုက္ခစေကံအနီးမှာအသက်30အရွယ်အမျိုးသားတအူးတနက်နဲ့ပြစ်ဒဏ်ခံထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီနေ့စက်တင်ဘာလ၁ရက်နေ့မနက်ပိုင်းမှာဖားကံမျိုးမရှိကထောင်ရက်ကွာဒုက္ခစေကံအနီးမှာအသက်30အရွယ်အမျိုးသားတအူပြစ်ခတ်တပ်ဖြတ်ခံထားရပြီးတော့ဘယ်နေရာကပြစ်ခတ်တယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါရယ်ဘဲကနေပြင်းမှန်းတော့မသိရသေးဘူးအသက်30ဝန်းကျင်အရွယ်လောက်ပဲအမျိုးသားတအူပြစ်တပ်ခံထားရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကအတိအပြုပြောကြားထားပါရယ်ပြီးခဲ့တဲ့မေလ28ရက်နေ့ကစပြီးတော့ဖားကံမျိုးကိုအကြမ်းဖက်စစ်ခွေးစစ်ကြောင်းရောက်ရှိလာတဲ့အချိန်ကလေးကအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်တပ်ဖြတ်မှုကြောင့် ပြည်သူအယောက်80ခန့်တိတ်ဆုံးထားပြီးတော့10ဦးကျော်ထိခိုက်ဒဏ်ရာရရှိထားတယ်လို့သိရပါဗယ်အလားတူပဲအကြမ်းဖက်စစ်ခွေးတပ်ကပြည်သူများကိုဇက်တိုက်ဖမ်းဆီးလျက်ရှိရာမနေ့ကဩဂတ်လ31ရက်နေ့မှာဖားကန်မျိုးကြောက်ဝိုင်းအတွင်းမှာရှိတဲ့စိုင်ကယ်ဝက်ရှော့ဆိုင်ကဝက်ရှော့ဆေးရနဲ့အလုတ်တင်လုံသား3ဦးကို၎င်းဒါအပြင်လမ်းပေါ်မှာကားနှက်ဆီးနဲ့ဖြတ်သွားနေတဲ့လူတွေကို၎င်းဟန်းစည်းသွားတယ်လို့သိရပါဗယ်ဩဂတ်လ30ရက်နေ့ညနေ3နာရီလောက်အချိန်ကမှာဖားကန်မျိုးမရှိကထောင်ရက်ကွက် ကြောင်စင်းသူစားတော့ဆိုင်မှာမွေးနေပွဲပြုလုပ်နေကြတဲ့လူငယ်၁၀ဦးထက်မနည်းကိုလည်းစစ်ခွေးတက်ကဝင်းရောက်ဖမ်းဆီးသွားတယ်လို့သိရပါဗါတယ်အလားတူပဲဩဂတ်စ်လ၂၉ရက်နေ့ကလည်းမရှိကထောင်ရက်ကွက် ကြောက်စင်းတောင်တရားထိတ်မှာလူငယ်15ဦးကန့်ကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ကဖားကန့်မြို့ပေါ်ရက်ကွက်5ခုကိုနေအာယူတပ်ဆွဲထားပြီးတော့ဂိမ်းများချကစစ်ဆေးဖမ်းဆီးနေတယ်လို့နေအိမ်တွေထဲကိုလည်းအချိန်မရွေးဝင်ရောက်ဖမ်းဆီးနေတယ်လို့သိရပါတယ်။စစ်ခွေးတပ်ကဖမ်းဆီးထားတဲ့လူငယ်အယောက်40ထက်မနည်းရှိနေပြီဖြစ်ပြီးတော့ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်ဒီမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့စစ်ဘေးရှောင်စခန်းတစ်ခုကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကလေးငယ်နှစ်ဦးအပါအဝင်စစ်ဘေးရှောင်ပြည်သူ၃ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီနေ့စက်တင်ဘာလ1ရက်နေ့မနက်8:40မိနစ်အချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဒီမော့ဆုံမြို့နယ်အနောက်ချမ်းမှာရှိတဲ့စစ်ဘေးရှောင်စခန်းတစ်ခုကိုအကြမ်းဖက်စစ်ကောင်စီတပ်က112လေးရင်နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ရာစစ်ဘေးရှောင်ကလေးငယ်2ဦးနဲ့အမျိုးသမီး2ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ဘေးရှောင်စခန်းတွေကိုပဲပြစ်မှတ်ထားပြီးတော့ကျဲနေတာလေရင်ရော drone ရောလက်နက်ကြီးတွေရောမိုးရွာတယ်လို့တောင်းအောင်တွေကိုပဲစော်နေတာ အခုချိန်ထိလဲလေရင်တွေကတောက်လျှောက်ကိုဝဲနေတော့မယ်ဂရုချင်းကကိုထွက်လို့မရဘူးလို့ဒေတာရင်းသတင်းရင်းတွေကပြောကြားထားပါတယ်အလားတူပဲဒီကနေ့စက်တမလာတရက်နေ့မနက်ပိုင်းမှာဖရူဇုံမြို့နယ်အတွင်းမှာရှိတဲ့စစ်ဘေးရှောင်စခန်းတစ်ခုကိုအချမ်းမတ်စစ်ခွေးတပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် အကြမ်းမဆက်တက်ကတိုက်ပွဲမရှိတဲ့နေရာတော်လိုင်းရေးတပ်ဖွဲ့များရဲ့တပ်စခန်းများမရှိတဲ့နေရာများကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားကလေကြောင်းလက်နက်ကြီးများနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်လျက်ရှိတဲ့အထွက်ကြောင့်ပြည်သူများအနေနဲ့စည်ရေးအသည့်စည်ရေးဒရိရှိရန်လိုအပ်ပြီးတော့ဘုံခုချင်းများကိုခိုင်ခိုင်မာမာတူးထားကြရန်တော်လိုင်းရေးအဖွဲ့အစည်းများကတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကဲချင်းပြည်နယ်ဝိုင်းမော်မြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်တင့်ငါးများနဲ့ခြောက်ရဇက်တိုက်ပစ်ခတ်ခဲ့ရာအသက်6နှစ်အရွယ်စေပေးဆောင်ကလေးငယ်မတ်ခေါင်တော်ပွဲချင်းပြီးတိတ်ဆုံးသွားပြီးတော့ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ28ရက်နေ့ကစတင်ပြီးတော့ဒီကနေ့စက်တင်ဘာလ1ရက်နေ့အထိအကြမ်းဖက်စစ်ခွေးတပ်ကဝိုင်းမော်မြို့နယ်မှာရှိတဲ့ကျေးရွာများကိုလေရင်တင့်ငါးများနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။ အခုလိုတိုက်ခိုက်မှုများအတွဲမှာဩဂတ်စ်လ31ရက်နေ့မှာအကြမ်းဖက်စစ်ခွေးတပ်ကနန်ဝါရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာစစ်ဘေးတန်းရှောင်နေရာကနေပြီးတော့နေအိမ်ကိုပြန်လာတဲ့အသက်6နှစ်အရွယ်မတ်ခေါင်တော်ပွဲချင်းပြီးတိတ်ဆုံးခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်အသက်25နှစ်အရွယ်မတ်ဇေညွယ်အသက်25နှစ်အရွယ်မတ်ဇေရန်နဲ့အသက်36နှစ်အရွယ်ဦးတိန်ဘောမလဲထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။စစ်ခွေးတပ်က28ရက်နေ့ကစပြီးတော့လေရင်နဲ့ရောတင်ကားတွေနဲ့ပါပြစ်ခတ်တိုက်ခိုက်နေတာပါ။မနေ့ကတော့ လမ်းမြန်ရွာနဲ့ဒကြောထဲမှာရှိတဲ့နတ်မွာရွာကိုလေရင်နဲ့ဘုံကျဲသွားလို့လမ်းသွားလမ်းလာပြည်သူတွေထိသွားတာပြည်သူ၅ဦးဘုံစားထိမှန်ပြီးတော့ကလေးငယ်လေးကတော့ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲအကြမ်းဖက်စစ်ခွေးတပ်ဟာဒီကနေ့စက်တဘာလ၁ရက်နေ့မနက်၁၀နာရီခန့်ကစတင်ပြီးတော့ဝိုင်းမောင်မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုလည်းဆက်လက်ပြီးတော့ဘုံကျဲတိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်ကြောက်ကြီးမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူနာဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ28ရက်နေ့ညနေ9:24မိနစ်ခန့်မှာကြောက်ကြီးမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့နတ်တန်ခွင်းရွာမှာအခြေစိုက်ထားတဲ့စစ်ခွေးများက120မမလက်နက်ကြီးတစ်လုံးနဲ့တလိုင်းခင်ကြီးရွာကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာအသက်62နှစ်အရွယ်နော်ထားသူနဲ့အသက်80အရွယ် စောတိုးတော်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တစ်လုံးလည်းပျက်စီးသွားတယ်လို့သိရပါဗါးအလားတူပဲအဲ့ဒီနေ့ညနေ9:00ခွဲလောက်မှာနတ်တန်ခွင်းရွာမှာအခြေစိုက်ထားတဲ့စစ်ခွေးတပ်က120မမလက်နက်ကြီးတစ်လုံးနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာတလိုင်းခင်ချေးရွာအရှိပံလေခွင်းတဲ့ကိုကြောက်ရောက်ပောက်ကွဲပြီးတော့ပြည်သူတွေတော့ထိခိုက်မှုမရှိခဲ့ဘူးလို့ပြောပါတယ်အကြမ်းဖက်စစ်ခွေးတပ်ကညောင်လေးပင် KI မှာရှိတဲ့မြို့နယ်များကအရဲသားပြည်သူများကိုပြစ်မှတ်ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများဒရုန်းများနဲ့နေစဉ်ပြစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ပြည်သူများဟာစိုးရိမ်နေရတယ်လို့ KNU ဗဟိုကအသိပေးပြောဆိုထားပါတယ်။အလားတူပဲမန္တလေးတိုင်းမလိုင်မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုလည်းစစ်ခွေးတပ်ကစစ်တပ်၄ထင်းနဲ့နှစ်ကြိမ်ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပါတယ်။မနေ့ကဩဂတ်စ်လ31ရက်နေ့မနေ့နှစ်နာရီအချိန်ကမှမလိုင်မြို့နယ်အနောက်တောင်ကျမ်းမှာရှိတဲ့ကျေးရွာများကိုမိထီလာ၄တပ်ကနေတက်လာတဲ့စစ်တပ်၄ထင်းနှစ်စီးကဘုံးနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။ ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိဘဲနဲ့ခြေရွာရဲ့ပြင်ပများကိုဘုံများကြရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေကတောင်သာနဲ့မလိုင်ဘက်ကိုညာတိုင်းလိုလိုဆက်တက်လေထီးတွေနဲ့ဘုံကျဲနေတာပါပြည်သူတွေကရွာထဲမှာမအိပ်ရဲတော့ဘဲနဲ့အကုန်လုံးဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ